နပတ်ဆန်ချီတော်ဝန်ချီထားပြီးတော့နင်တို့အခုပဲရောက်နေရလဲနင်တို့အခုပဲရောက်နေတာလဲချီထားတာဒီဘာမှလဲဟုတ်ခင်ဗျားတို့မြင်တွေ့နေရတဲ့အရာပေါ့နော် AI လုံးဝမဟုတ်ပါဘူးအဲ့ဒါကလူသားတယောက်ပါဘယ်လဲဆိုတော့ Miss Grand Jite ထိုးတယ်နော်အဲ့ကျွန်တော်ပြောချင်တဲ့အရာကလည်းအဲ့ကိစ္စကလည်းအဲ့ဒါမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒါကိုစိတ်ဝင်စားလို့ခဏဆက်ကြည့်နေတာဒါကသူပါဖြစ်နေရလဲပေါ့နော် အဲအမှုပညာပိုင်းဆိုင်ရာအောင်ပြနေရလားဒါမှမဟုတ်လို့တခုခုအစိုးရပိုင်းညက်တာမျိုးအကြောင်းလည်းဖြစ်တတ်ပါတယ်ပေါ့ဗျာအဲ့ပြောချင်တာအဲ့ဒါမဟုတ်ဘူးဒီသူ့ပုံကိုကျွန်တော် screenshot ရိုက်လိုက်တယ်ရိုက်လိုက်ပြီးတော့ရိုက်လိုက်ပြီးတော့ ChatGPT တွေကိုထည့်လိုက်တယ် ChatGPT ဆိုတာဟိုမရှိသိရင် Google Play Store ကနေ download ဆွဲလိုက်ပါလိမ့်မယ်အဲ့ထဲကိုသွားပြီးွားရင်ဒီမှာဓာတ်ပုံဓာတ်ပုံလေးနှိပ်ပြီးရင် photo လေးခုန screenshot ရိုက်ထားတဲ့ဟာလေးကိုဆွဲထည့်အဲ့တော့ဆွဲထည့်ပြီးွားရင်ကျွန်တော်ကတော့ ်ပုံမှန်အားဖြင့်ဆိုရင် resolution ပိုကောင်းတာလေးလုပ်ပေးပါ HD လုပ်ပေးပါငါ့ရဲ့ဒီ screenshot ကိုဒီဟာနေဒီလိုဖြစ်အောင်လုပ်ပေးပါဆိုပြီးတော့ရိုက်ထည့်လိုက်ရင် realistic ဖြစ်တဲ့ပုံတစ်ပုံရလာမယ်နောက်တစ်ဆင့်ပါဆက်လုပ်မလဲအဲ့တော့ဖုန်းနေမှာ browser ဆိုတာရှိတယ် um Google Chrome ရှိတယ် Firefox ရှိတယ်အများကြီးပေါ့ဗျာ Apple user တွေဆိုတော့သူကနေသူပေါ့အဲ့တော့ browser တစ်ခုကိုသွားလိုက်ကျွန်တော်ကတော့ Google Chrome ကိုသွားလိုက်မယ် hetra.com ဆိုတာလေးကို Google Chrome မှာရိုက်ထည့်လိုက် ဘာညာဘာညာဘာညာပေါ်လာလိမ့်မယ်ပေါ့ဗျာနော်အဲဒီမှာ accept all နှိပ်ထားပြီးလိုက် try now ကိုနှိပ်လိုက် try now ကိုနှိပ်လိုက်ရင် email password ဘာညာတောင်းလိုက်မယ်ကျွန်တော်တို့မှာအကောင့်မရှိသေးဘူးမရှိသေးတော့ sign in with google အခုမှရှိပြီးသား google account တစ်ခုခုနဲ့ချိန်ဆက်လိုက်တဲ့ gmail လေးတစ်ခုကိုရွေးပြီးတော့နှိပ်လိုက်နှိပ်လိုက်ပြီးသွားရင် continue ဆိုလေးကိုနှိပ်လိုက်ပြီးတော့ no error ပေါ်တတ်တဲ့ website မှာကျွန်တော်လုံတော့လည်းပေါ်တယ်အဲ့ပြီးသွားရင် sign out ပြန်လုပ်လိုက်ကိစ္စမရှိဘူးပြီးသွားရင်နောက်တစ်ခေါက်ပြန်သွားနှိပ် try now ကိုနှိပ် ခဏမို့လဲ login ပေါ့ဗျာဒီတစ်ခေါက် sign in ဝေး Google ပြန်နှိပ်ကြည့်ကြည့်အဲ့ဒါဆိုရင်ဒုတိယတစ်ချိန်မှာအခုလို okay ဝါလိုက်မယ် okay ဝါရင်တစ်ချက်နှစ်ချက်၃ချက်ဒါတွေအကုန်လုံး agree လုပ်လိုက် create account လုပ်လိုက်အဲ့ဒီမှာဗီဒီယို image audio သုံးမျိုးပါတယ်ကျွန်တော်တို့ကဘာလို့သွားမလဲဆိုရင်ဗီဒီယိုသွားလိုက်ဗီဒီယိုသွားလိုက်ပြီးွားရင်ကျွန်တော်တို့ထည့်ပြရမယ့်အစိတ်ပိုင်းက၃မျိုးလို့ရတယ်။တစ်ပိုင်းက character ဆိုတာကညာဘက်ကဒါလီပေါ့နော် character ဆိုတာကဓာတ်ပုံ။ဓာတ်ပုံမှာကျွန်တော်ကခုနကဘွားတော်ရဲ့ဓာတ်ပုံကိုကျွန်တော်ထည့်မယ်။ ပြောရင်ဒါမျိုးပေါ်လာရင်ဟုတ်ပါတယ်ကျွန်တော်ဟိုဂရီကိုပြပါတယ်ပေါက်ကရမလုပ်ပါဘူးဗောနော်ခုနကဘွားတော်ရဲ့ပုံကိုကျွန်တော်တင်လိုက်ပြီပြောရင်ဒုတိယတစ်ခုက audio audio ကဒီဘွားတော်ကိုဘာပြောခိုင်းမှာလဲဗောနော်ဘွားတော်ကိုပြောခိုင်းမဲ့ကျွန်တော်တို့မြန်မာလိုပြောခိုင်းမဲ့အရာဒီမှာဒါလေးကိုနှိမ့်လိုက် record audio နှိမ့်လိုက်ပြီးဒီနေရာမှာတစ်ချက်နှိမ့်လိုက် um ဒီ site ကိုသွားတဲ့အချိန်မှာခွင့်ပြုတယ်လို့ပြောရင်ဖိပြီးတော့ကျွန်တော်အတန်းစကားပြောလို့ရပြီဗောဗျာအဲ့တော့ကျွန်တော်ပြောတာပြီးပေါက်ကရပြီးပါဝင်ပြန်ဆမယ် ် audio script ကိုသွားမယ် record audio ဒါလေးကိုဖိထားပြီးပြောမယ်နှစ်ပတ်စံချီတော့ချီထားပြီးတော့နင်တို့အခုပဲရောက်နေရလဲနင်တို့အခုပဲရောက်နေတာလဲချီထားတာဒီဘာမှလဲအဲ့တော့အဲ့ဒါပြီးသွားပြီအဲ့ဒါထည့်ပြီးသွားပြီဆိုတော့ဟုတ်ပြီโอเคဒါဒီလိုပေါ်လာတယ်ဒီလိုပေါ်လာတဲ့အချိန်မှာ နှစ်ဟောက်ပြန်နှောင်းကြည့်ကြည့်နှစ်ပတ်စံချီတော့ချီထားပြီးတော့အောက်မှာညာဘက်အောက်တောင်မှာလေးပြန်မှာ active video ဆိုတာလေးပါတယ်အဲ့ဒါလေးကိုနှိမ့်လိုက်အဲ့ဆိုရင်ကျွန်တော်တို့တာဝန်နှစ်ခုပြီးသွားပြီရုပ်လည်းပြီးသွားပြီအတန်လည်းပြီးသွားပြီအဲ့တော့သူ့ကိုဘယ်လိုပုံစံနဲ့ပြောစေချင်တာလဲဆိုတဲ့ပုံစံမျိုးကိုအမ်ပြောရမယ်အဲ့တော့ဒါတော့လိုတိုရှင်းမဲ့ရေးထည့်ပြလိုက်တာကောင်းပါတယ်နော် तू อ่ะด่ายี้แท้ๆหากบ่าวยี้แท้มาเลยสรุปตู้เนี่ยโกหันอมูยาญ่แน่นี่ญ่แน่ถ้าပြောแม้ အခါပေါ့နော်မျက်နှာနည်းနည်းလေးစိတ်ဆိုးပြီးတော့နည်းနည်းကြမ်းကြမ်းတန်းတန်းဖြစ်နေမှာပေါ့ဗျာအသက်ကိုဖိမင်းရှူနေမယ်လို့ပါထည့်ရလိုက်မယ်ဟိုအင်္ဂလိပ်စာအားနဲ့ဘာပြဿနာမရှိဘူးဂျမနိုင်းနဲ့တွားလိုက်မြန်မာလိုရေးချင်တာရေးခဲ့လိုက်အင်္ဂလိပ်လို translate လုပ်လိုက် copy ယူလာပြီးတော့ဒီမှာကူးထည့်လိုက်အပြီးွားရင်ခုနအပေါ်များလေးကိုနှိပ်လိုက်အပေါ်များလေးကိုနှိပ်ပြီးွားရင်ဒီ upgrade ဆိုတာမနှိပ်နဲ့ပဲ continue ဆိုတာနှိပ်လိုက်နှိပ်ပြီးွားရင်စောင့်ပြီးတော့စောင့်ရင်အာကျွန်တော်အချိန်ပေးရရပါဗျာမနက်မင်းလောက်ကြာသွားလဲဆိုတော့ 5မိနစ်5မိနစ်မရှိဘူးဗျာ3မိနစ်လောက်ပဲ3မိနစ်လောက်နေသူကဒါပြီးသွားတယ်ပေါ့ဗျာနှစ်ပတ်စံချီတော်ဝင်ချီထားပြီးတော့နင်တို့ခုပဲရောက်နေရလဲနင်တို့အခုပဲရောက်နေတာလဲချီထားတာဒီဘာမှလဲအဲ့အဲ့ဒါကြီးကိုကျွန်တော်တို့ကဒီမှာအဆက်30ကိုနေနော်အဆက်30ကလေးပေါ်လာရင်ညမှာအဲ့ဒါ download ပေါ်လာလိမ့်မယ် download ပေါ်လာပြီးရင်ကိုယ့်ရဲ့ gallery ထဲကို video file ရောက်လာပြီလောက်ချင်တာလောက်တော့အဲ့တော့ကျွန်တော်အခုမှသိရတဲ့သူတွေဆိုရင်ကျွန်တော်က next chapter က ကိုနေဖြစ်ပါတယ်ဒီလိုပေါက်ကရာတွေရောအိမ်ကနေထိုင်နေပြီးတော့ပတ်စံဘလို့ရှာလို့ရလဲဆိုတာရောကျွန်တော် next chapter channel မှာအကုန်လုံးအလက်ကနေတိုင်းမျှဝေပေးနေတဲ့ကိုနေဖြစ်ပါတယ်